မင်္ဂလာပါနော်ဒီနေ့ချက်သားလုံးချော်လေးပြောပြပေးပါမယ်နော်အရင်ဆုံးချက်သားတွေကိုနှုတ်လုံးစင်ဒါမှမဟုတ်လို့ရှိရင်ကြိတ်စက်နဲ့ကြိတ်ထားပေးပါမယ်နော်စက်တော့ယူနဲ့ချင်းကိုလည်းထောင်းထားပေးပါမယ်နော်ချက်ဦးတလုံးလိုပါတယ်ကောင်းမောဂျုံမောစာဟင်းရမောဒါမှချက်သားမောရေကောင်းမောလိုပါတယ်နော်ချက်သားကြိတ်သားတွေကိုစက်တော့ယူချင်းထောင်းထားတာထည့်ပါမယ် တဆုံးခွဲဒါမှမဟုတ်လို့ရှိရင်နှစ်ဆုံးစကားနဲ့များပုံမှုတည်ပြီးတော့ထည့်သွားမယ်နော်ဂျုံမုံနဲ့တဆုံးခွဲဒါမှမဟုတ်နှစ်ဆုံးထည့်ပါမယ်ဒီနေရာမှာစကားကိုအများကြီးသုံးထားမဟုတ်တဲ့အတွက်ချက်ဝတော့ပလုံးခွဲပဲသုံးပါမယ်စကားတဆုံးထည့်ပါမယ်ဟေယမုံတဆုံးထည့်ပါမယ်ဒီကောင်မအနေငယ်ထည့်ပါမယ်နော် ချက်ကိုတော့သုံးဝက်ပဲသုံးပါမယ်နော်ဓလုံးရဲ့သုံးဝက်ပဲသုံးပါမယ်ပြီးအကောင်လုံးကိုသမအောင်ရောနယ်ထားပြီးပါမယ်နော် လာပါပြီဆိုလို့ရှိရင် live ဝအနည်းဆုံးနှစ်ဖက်ပြပါမယ်နော်ပြီးစီကူပုံးမှာလုံးလေးလုံးပြီးတော့တစ်လုံးပြီးတစ်လုံးထည့်ကြပေးပါမယ်နော်

ဲ့ဆောဆောအချင်းရင်နဲ့ပဲဆောဆောအရင်ကိုဆောက်တော့ပါနော်ကျေးဇူးတင်ကြပါနော်ဇမရဲ့ခွန်ချိုအင်ချက်နီများ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်